မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ25ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG နဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာအစီအမံ AFTA ရေးဆွဲရေးဆိုင်ရာသတင်းအချက်အလက်များ NUCC ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအတိုင်းအမြခံကောင်စီ NUCC ရဲ့လုပ်ငန်းစဉ်တရက်ဖြစ်တဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG နဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာအစီအမံ AFTA ရေးဆွဲရေးဆိုင်ရာသတင်းအချက်အလက်များ ားကိုပြည်သူလူထုထံသို့သတင်းထုတ်ပြန်ထားပါသည်။အတွင်ကုပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG အစည်းအဝေးကို2024ခုနှစ်စက်တင်ဘာလမှာမြေပြင်နဲ့ online hybrid အစည်းအဝေးများအဖြစ်ကျင်းပခဲ့ကြပြီးတော့အဆိုပါအစည်းအဝေးမှာအတွင်ကုပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFTA ကိုဆက်လက်ရေးဆွဲရန်အတည်ပြုနိုင်ခဲ့ပြီးမြေပြင်နဲ့ online hybrid အစည်းအဝေးများဆက်လက်ကျင်းပရန်ရေးဆွဲနိုင်ရန်သဘောတူညီချက်များရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါသဘောတူညီချက်များနဲ့အညီ ညီအသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစည်းအမံ AFTA ရေးဆွဲရေး Hybrid အစည်းအဝေးကို2024ခုနှစ်နိုဝင်ဘာလမှာထပ်မံကျင်းပခဲ့ပြီးတော့အစုအဖွဲ့အသီးသီးမှထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ဆွေးနွေးခဲ့ကြကာအစိုးရအစည်းအဝေးမှအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစည်းအမံများ AFTA မှာပါဝင်ရမယ့်အခြေခံအချက်များဖြစ်တဲ့မာတီကာ Federal ညီလာခံဖွဲ့စည်းကျင်းပပုံ Federal လွှတ်တော်ဖွဲ့စည်းမှုနဲ့အုပ်ချုပ်မှုဆိုင်ရာ Authority ကိစ္စများကိုဆွေးနွေးခဲ့ကြပြီးတော့မာ ာဓိကဆိုင်ရာသဘောတူညီချက်များရရှိခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာတတိယအကြိမ်မြောက် hybrid အစည်းအဝေးကိုဆက်လက်ကျင်းပခဲ့ပြီးတော့အသွင်ကူးပြောင်းရေးကာလမှာကင်ဆွဲကျင့်သုံးမဲ့ဥပဒေများအသွင်ကူးပြောင်းရေးကာလပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်ဆိုင်ရာအခြေခံမူများကိုဆွေးနွေးခဲ့ကြပြီးသဘောတူညီချက်များရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်မတ်လမှာစတုတ္ထအကြိမ်မြောက် hybrid အစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီးတော့အဆိုပါအစည်းအဝေးမှာပြည်내သားနဲ့နိုင်ငံသားဆိုင်ရာအခြေခံမူများပြည်ထောင်စုအာဏာပြည်내အာဏာနဲ့ထပ်တူ ူပြုအာဏာဆိုင်ရာအခြေခံမူဝါဒများကိုစုနေခဲ့ကြတယ်လို့သိရပါတယ်။2025ခုနှစ်မေလပြည်စမအချိန်မြောက် hybrid အစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီးပြည်တော်စုအာဏာပြည်နယ်အာဏာနဲ့ထပ်တူပြုအာဏာဆိုင်ရာအခြေခံမူများကိုဆက်လက်ဆွေးနွေးခဲ့ပြီးတော့ Federal Democracy ပြည်တော်စုရဲ့အခြေခံမူဝါဒများညှို့မှန်းချက်နဲ့စံတန်ဖိုးများကိုဆွေးနွေးသဘောတူညီချက်များချမှတ်နိုင်ခဲ့ပါတယ်။ AFTA ရဲ့ရှေ့လုပ်ငန်းစဉ်များကိုလည်းအ мян ဆုံးအကောင့်ထေပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီး CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာလျှက်စင်းနဲ့စွန့်ရင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကလုပ်ငန်းဆောင်ရွက်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်။2025ခုနှစ်မေလ23ရက်နေ့ဗီဒီယိုကွန်ဖရင့်မှာတက်ဆင့်ကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး20မြင်းဆောင်2025မှာအမျိုးသားညီညွတ်ရေးအစိုးရလျှက်စင်းနဲ့စွန့်ရင်ဝန်ကြီးဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ကြောင်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီမှသတင်းထုတ်ပြန် ထားပါရီအစည်းအဝေးမှာပြည်ထောင်စုလွှတ်တော်ကိုစားပြု ကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ဦးထွန်းမြင့်ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာလျှက်စင်းနဲ့စွန့်ရင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကဝန်ကြီးဌာနရဲ့2021ခုနှစ်ဇွန်လမှ2025ခုနှစ်ဧပြီလအထိဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြရာမှာလျှက်စင်းနဲ့စွန့်ရင်ဆိုင်ရာမူဝါဒများပြည်သူဝန်ဆောင်မှုလုပ်ငန်းများလျှက်စင်းနဲ့ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများစောက်လုပ်ရေး Infrastructure for Civilian Government Transitional CDM ဝန်ထမ်းများအားကူညီထောက်ပံ့နိုင်မှုအခြေအနေ2025ခုနှစ်အေဗီလာကျေးရွာပအဖတာဝန်ခံများကျေးရွာမီကော်မတီအဖွဲ့များလိုင်းမန်းများနဲ့တွေ့ဆုံဆွေးနွေးခြင်းဝန်ကြီးဌာနကချမှတ်ထားတဲ့အခြေခံမူဝါဒများညွှန်ကြားချက်များပါဝင်တဲ့လက်ခံစာဆောင်များပေးရခြင်းတအားလိုင်းများထိမ့်သိမ်းခြင်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းငလင်ဘေးတင်ဒေသများမှာရှိတဲ့တအားလိုင်းများ Transformer များအဆောက် အောက်ဦးများလမ်းများပျက်စီးဆုံးရှုံးမှုအခြေအနေများစိန်ခေါ်မှုများနဲ့ရှင်းလုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီးတဲ့နောက်တက်ရောက်လာကြတဲ့ကော်မတီဝင်များကတရှိလူသားများကိုဆွေးနွေးမေးမြန်းကအကြံပြုခဲ့ကြပြီးတော့ပြည်တော်စုဝန်ကြီးကပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ရေးရကော်မတီများအလိုက်လုပ်ငန်းဆောင်ရွက်ချက်များတင်ပြဆွေးနွေးရမှာပညာရေးကော်မတီကဘုတ်အဖွဲ့များဝန်ကြီးဌာနများလွှတ်တော်ကိုယ်စားလှယ်များနဲ့တွေ့ဆုံမဲ့ကိစ္စဖက်ဒရယ်ရေးရကော်မတီကဖက်ဒရယ်ဆိုင်ရာအလုံယုံဆွေးနွေးပွဲပြုလုပ်ရန်ကိစ္စရပ်တို့တင်ပြဆွေးနွေးကြကာ အစည်းအဝေးကိုရည်နာခဲ့ပါသည်အစည်းအဝေးကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်များနဲ့အဖွဲ့ဝင်များရေးရာကော်မတီများမှအဖွဲ့ဝင်များလျှက်စင်းနဲ့စွမ်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့တက်ရောက်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှမြန်မာအရက်သားများအကာအကွယ်ပေးရေးဆွေးနွေးပြီးစစ်အုပ်စုရဲ့ရဲဆက်မှုများကိုဥကြုံမှုထုံပြောကြားခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။နယူးယောက်မြို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှပဋိပက္ခအတွင်အရက်သားများအားအကာအကွယ်ပေးရေးဆိုင်ရာတကားဖွင့်အစည်းအဝေးကို2025ခုနှစ်မေလ22ရက်နေ့မှ23ရက်နေ့အထိကျင်းပခဲ့ပြီးတော့အစည်းအဝေးမှာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ60ကျော်မှကိုယ်စားလှယ်များနဲ့အတူမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဥကြုံမှုထုံကမေလ23ရက်နေ့မှာမိန့်ခွန်းပြော ချခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်စေအုပ်စုရဲ့လေးချောင်းတိုက်ခိုက်မှုဘုံကျဲမှုကြေးရွာများဖျက်ဆီးမှုများကြောင့်အရက်သား6900ကျော်တိဆုံးခဲ့ပြီးတော့အမျိုးသမီးခလေးငယ်များမတန်ဆွမ်းသူများနဲ့တကြီးရွယ်အိုးများအဆိုးရွားဆုံးထိခိုက်ခံစားနေရကြောင်း2023နဲ့2024ခုနှစ်မှာအကြမ်းဖက်မှုများပုံမှုဆိုးရွားလာပြီးတော့2025ခုနှစ်မတ်လမှာခွန်တသမခွန်ပြင်းအားရှိတဲ့ငလင်ကြောင့်3800ကျော်တိဆုံးခဲ့ရမှာ စီအိုစုကကေဇေးလုပ်ငန်းများကိုတားဆီးကဘေးထန်တင့်ဒေသများကိုဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်မေလ၁၀ရက်နေ့မှ၁၅ရက်နေ့အတွင်းသခိုင်းမန္တလေးရခိုင်ချင်းနဲ့ရှမ်းပြည်နယ်တို့မှာလေကြောင်းတိုက်ခိုက်မှုများဖြင့်၈၀ဦးသေဆုံးပြီးတော့၁၈၅ဦးဒဏ်ရာရခဲ့ပြီးအထူးသဖြင့်သခိုင်းတိုင်းတပယင်းမြို့နယ်မှာရှိတဲ့ကျေးရွာတရွာရဲ့စာတင်ကျောင်းမှာကလေးငယ်20ခန်းနဲ့ဆရာမများသေဆုံးခဲ့ကစီအိုစုဟာအရက်သားများကိုပြစ်မှတ်ထားကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ပြီးဆေးရဆိုးမှုများကျူးလွန် ွန်နေတယ်လို့ဆိုထားပါတယ်။စေအုပ်စုကိုလက်နက်ခဲယမ်းလေးရင်စီထောက်ပံ့မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများအတားအဆီးမရှိရောက်ရှိစေရန်နဲ့ဒေသခံအရက်ပတ်အဖွဲ့များမှတဆင့်အကူအညီများတိုးချဲ့ပေးရန်လုံခြုံရေးကောင်စီအားတောင်းဆိုခဲ့တဲ့အပြင်စေအုပ်စုရဲ့ရက်ဆက်မှုများအတွက်တာဝန်ခံမှုရှိစေရန်နဲ့မြန်မာပြည်သူများရဲ့ Federal Democracy ရည်မှန်းချက်ကိုထောက်ခံရန်နိုင်ငံတကာအတိုင်းအဝိုင်းကိုတိုက်တွန်းခဲ့ပါရခင်ဗျာ။ ဆက်လက်ပြီးအာဆီယံအတွင်းကုမ္ပဏီ54ခုမြန်မာစီးအုပ်စုအားဘန်နာငွေလေရင်စီနဲ့ဤပညာများပံ့ပိုးပေးနေဟု Justice for Myanmar ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံများမှရှိတဲ့ကုမ္ပဏီ54ခုဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မြန်မာစီးအုပ်စုရဲ့အာဏာသိမ်းမှုနောက်ပိုင်း၎င်းတို့နဲ့စီးအုပ်စုထိန်းချုပ်ထားတဲ့စီးပွားရေးလုပ်ငန်းများနဲ့ဆက်လက်ဆက်နွယ်မှုရှိနေကြောင်း Justice for Myanmar JFM ကထုတ်ပြန်ထားပါတယ်။ဤကုမ္ပဏီများဟာစီးအုပ်စုအားအခွန်ဝင်ငွေလေရင်စီဆက်သွယ် ွယ်ရေးနှင့်ထောက်လှမ်းရေးနည်းပညာများပံ့ပိုးပေးကာအရတားပြည်သူများအပေါ်အကျန်းဖက်ဆစ်စင်ရေးများကိုအားပေးကူညီနေတယ်လို့ဆိုထားပါတယ်။ဖော်ပြခံရသောကုမ္ပဏီများမှ Thai PTTEP ဟာစီအုပ်စုနှင့်မိဘလောက်ကိုင်းကဂန်းလွန်တန်းွေစီမံကိန်းများမှဝင်ငွေဖြင့်စစ်ရာဇဝမှုများကိုငွေကြေးထောက်ပံ့ကြောင်းမလေးရှား ENRA Group ဟာရဲတကွန်တန်းွေစီမံကိန်းအတွက်အဆောက်အအုံများပံ့ပိုးပေးပြီးတော့စီအုပ်စုအတွက်ဘဏ္ဍာငွေရှာဖွေပေးနေကြောင်းစင်ကာပူ Interior Resort ဟာ2021ခုနှစ်မှာ စစ်အုပ်စုထံရေနံစီတန်းပေါင်းများစွာရောင်းချပြီးတော့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုများအတွက်လောင်စာဖြည့်ကူညီကြောင်း VNN Vietae Global Investment ဟာမိုက်တဲဆက်သွယ်ရေးကွန်ရက်မှတဆင့်စစ်အုပ်စုထိန်းချုပ်သော MEC နဲ့မိဘလုတ်ကိုင်းကအခွန်ဝင်ငွေနဲ့ထောက်လန်းရေးစွန့်ရည်များပံ့ပိုးကြောင်းစင်ကာပူ Green Plain Akimel Natural Forest Valencia ဟာမြမတစ်လုပ်ငန်းမှတစ်ထုပ်ကုန်များတင်ဖို့ကစစ်အုပ်စုအားဝင်ငွေပေးကြောင်း မလေးရှား MAMEE တပယ်တခါနဲ့ထိုင်း CP Group ဟာစေအုပ်စုထိန်းချုပ်သောပြည်မပင်စက်မှုဆောင်မှာစက်ယုံများရှိကြောင်းစင်ကာပူ Christlike Group ဟာ MEC ထိန်းချုပ်သောမြေနေရာပေါ်မှာအင်ချမ်းမီစီမံကိန်းများဆောင်ရွက်နေကြောင်းဖော်ပြထားပါသည် GFN ရဲ့ပြောရေးဆိုခွင့်ရှိသူမယတနာမောင်ကအာဆီယံအဖွဲ့ဝင်အစိုးရများအနေဖြင့်စေအုပ်စုကိုဗန်နာငွေလက်နက်စက်ပစ္စည်းနှီးပညာနဲ့လေရင်စီစီးစင်းမှုများကိုအ мян ဖြတ်တောက်ရန်နဲ့ကုမ္ပဏီများအနေဖြင့်စေအုပ်စုထံငွေပေးချေမှုနဲ့လေရင်စီရောင်းချ ချမှုများကိုရက်တန့်ရန်တောင်းဆိုထားပြီးတော့အာဆီယံရဲ့ဘုံသဘောထား၅ရက်ဟာမအောင်မြင်ခဲ့ဘဲနဲ့စစ်အုပ်စုအားနိုင်ငံရေးတရားဝင်မှုပေးအပ်ခါအရက်သားများအပေါ်အကြမ်းဖက်မှုများကိုအရှိန်မြင့်စေခဲ့တယ်လို့ဝေဖန်ထားပါတယ်။အာဆီယံအနေဖြင့်မြန်မာပြည်သူဦးဆောင်သောဖြည့်ရှင်းနီလန်းကိုပံ့ပိုးရန်နဲ့လူခွင့်ရေးအတွက်ပြတ်သားစွာရည်တည်ရန် JFN ကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမွန်ပြည်သည့်ပါတီ NMSPAD နဲ့ MLA ပူးပေါင်းပြီးတော့ရာမညမွန်တက်တော် RMA ဖွဲ့စည်းမှုအပေါ်သဘောထားထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်သည့်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSPAD နဲ့မွန်ပြည်လူမျိုးရေးတက်တော် MLA တို့ညှိနှိုင်းဆွေးနွေးပြီးတော့ရာမညမွန်တက်တော် RMA ကိုဖွဲ့စည်းနိုင်ခဲ့ကြောင်းမေလ24ရက်နေ့မှာဘူရဲကြေညာခဲ့တဲ့အပေါ်ရာမည Federal အင်အားစုတဲ့ NRFF ကဝမ်းမြောက်စွာကြိုးစားထောက်ခံကြောင်းသဘောထားထုတ်ပြန်ထားပါတယ်။စစ်အာဏာသိမ်းမှုကိုနိုင်ငံတော် ဝန်အရှိန်အဟုန်ဖြင့်စန့်ကျင်တော်လှန်နေတဲ့အချိန်မှာ RMA ဖွဲ့စည်းနိုင်ခြင်းဟာမွန်ပြည်သူများအတွက်ခွန်အားတစ်ရပ်ဖြစ်ပြီးတော့တော်လှန်ရေးလမ်းကြောင်းမှာအပြုသဘောဆောင်သောတိုးတက်မှုတစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆီယာနာရှင်စနစ်တိုက်ဖြတ်ရေးဒန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်အပြည့်ရှိတဲ့မွန်ပြည်ထွန်းကားရေးအတွက်မွန်လဲနှကိုင်းအဖွဲ့များအားလုံးစုပေါင်းပါဝင်နိုင်မဲ့တပ်တော်တစ်ခုထူထောင်ရန် NRFF အနေဖြင့်ကြာရအခမ်းကဏ္ဍမှာပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရာမညမွန်တက်တော် RME ကိုဘဝတူတော်လန်ဤမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော့တော်လန်ဤမှန်းချက်ပန်းတိုင်အ мян အောင်မြင်ရန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း TNL ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSB AD နဲ့မွန်ပြည်လူမျိုးရေးတက်တော် MLA တို့ဟာစစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်အပြည့်အဝရှိသောမွန်ပြည်ပေါ်ထွန်းရေးဆိုတဲ့မွန်မြတ်တဲ့ဤမှန်းချက်တို့ဖြင့်အတူပေါင်းစည်းကရာမညမွန်တက်တော် RMA RME ကို ဖွဲ့စည်းထူထောင်ကြောင်း2025ခုနှစ်မေလ24ရက်နေ့မှာသဘောထားထုတ်ပြန်လိုက်တဲ့အပေါ်မွန်ပြည်သူလူထုနဲ့အတူလှိုက်လဲစွာကြိုးစားကုန်ပြုကြောင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ရဲ့သဘောထားကိုထုတ်ပြန်လိုက်ပါတယ်ဒီကနေ့မြန်မာပြည်သူလူထုတရက်လုံးအားစိုးရွားစွာဖိနှိပ်တက်ဖြတ်နေတဲ့မြန်မာစစ်ကောင်းဆောင်တို့ရဲ့ဆေးအာဏာရှင်ရန်တရားကိုပြည်သူတရက်လုံးကသက်ဆိုင်ရာဒေသအသီးသီးမှာရာရာလက်နက်ကင်ဆွဲပြီးတော့တော်လန်တိုက်ခိုက်နေကြရမှာအဖိနှိပ်ခံပြည်သူလူထုကြီးရဲ့အမြင့်ဆုံးသောတော်လန်ဤကာလအခြေအနေကိုရောက်ရှိလာပြီးဖြစ်တာကြောင့်မွန်လူမျိုးတို့အတွက် တွက်တခုတည်းသောယာမညမွန်တက်တော်ကိုပေါင်းဆက်ထူထောင်လာသည်မှာမှန်ကန်သောတော်လိုင်းလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပင်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။မြန်မာပြည်မှာရှိတဲ့မွန်ဝတအောင်တို့ပါဝင်တဲ့မွန်ခမာမျိုးနွယ်စုတို့ဟာမိမိတို့သက်ဆိုင်ရာလူမျိုးများကိုစီးယုံကမိမိတို့ရဲ့နေမည်ဒေသနဲ့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန်အတွက်အရေးအချင်းပြည့်ပြီးတော့ခိုင်မာအားကောင်းတဲ့လက်နက်ကင်တပ်ဖွဲ့ကိုချစ်လက်သိသိစွာဖွဲ့စည်းလှုပ်ဆောင်ရန်အထူးလိုအပ်ကပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSNLF TNLA အနေဖြင့်ဖွဲ့စည်းထူထောင်လိုက်တဲ့ယာမညမွန်တက်တော် RMA ကို ဘဝတူတော်လန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လန်ရေးရည်မှန်းချက်ပန်းတိုင်အမြန်အောင်မြင်ရန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသဘောထားထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှဲလ်ကပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာ